ပြန်ကြားရေးဝင်ကြီးဌာနမြမတန်နေရုံမြင့်တန်ကြားဝန်ထမ်းတင်များစွန့်ရင်မြင့်တင်တန်းနဲ့မောင်မဲသိလင်ကျိုးစွဲကိုမက်လာ18ရက်နေ့မနက်9:00နာရီမှာ နေပြည်တော်တက်ကုန်းမြို့ရှိမြမတန်နေရုံမြင့်တန်ကြား Auditorium ခန်းမှာကျင်းပပါရယ် အခမ်းအနားသို့ပြန်ကြားရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးမောင်မောင်အောင်အမြဲတမ်းအတွင်းဝင်ဦးဝင်းကျော်အောင်နဲ့ဌာနဆိုင်ရာတာဝန်ရှိသူများမြမတန်နှင့်ရုံးမြင့်တန်ကြားမှအမှုရန်အရာရန်များနဲ့ဝန်ထမ်းသစ်များတက်ရောက်ပါတယ်။ ရှေးဦးစွာမြမတန်နေရုံမြင့်တန်ကြားဝန်ထမ်းများကအားလုံးချစ်သည့် MRTV တေးသချင်းဖြင့်ဖြောပြေးတင်ဆက်ပေးနိုင်ငံတော်နှင့်ပြည်သူအကျိုးအတွက်စင်စက်မပြတ်ကြိုးပမ်းထမ်းဆောင်နေသည့်နိုင်ငံတော်မီဒီယာဗီဒီယိုကလစ်ကိုဆက်လက်ပြသပါသည်။ အဲဒီနောက်ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်ကနှုတ်ခွန်းဆက်အမှားစကားပြောကြားပါတယ်။ ဆက်လက်ပြီးမြမတန်နဲ့ရုံမြင့်တန်ကြားဝန်ထမ်းများကတချင်းများပေါင်းဆက်တခန့်ရဲ့ပြဇက် တီးတယုတ်ဖို့ဖြင့်ပျော်ရွှင်စွာဖြော်ပြတင်ဆက်ပါရစေ။ အဲဒီနောက်ပြည်တော်စုဝင်ကြီးနဲ့အဖွဲ့ဟာတင်နန်းသားတင်နန်းသူများနဲ့မှတ်တမ်းတင်တက်ပုံရိုက်ပါတယ်အဆိုပါဝန်ထမ်းသစ်များစွမ်းရည်မြင့်တင်တန်းမှာရုပ်တန်နဲ့အတန်းလွင့်ကျန်းကျင်ဝန်ထမ်းများစက်မှုနဲ့စီမံဌာနတို့မှစုစုပေါင်းဝန်ထမ်းသစ်89ဦးတက်ရောက်ကြမှာဖြစ်ရာတင်တန်းမှာနိုင်ငံဝန်ထမ်းဥပဒေ new ဥပဒေဆိုင်ရာများ ဌာနခွဲများအလိုက်လုပ်ငန်းတာဝန်များခွဲခြားလုံဆောင်မှုများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့မှဆရာဆရာမများနှင့်ဌာနမှအရာရန်များကရက်သက်တစ်ပတ်တစ်ပတ်ကြာတင်ကြားပို့ချပေးမှာဖြစ်ပါသည်။ ။အဲဒီနောက်ပြည်တော်စုဝင်ကြီးနဲ့အခွဲဟာရုတ်တံပင်မအစာအုပ်အတွက်လျှက်စစ်တအားအသုံးပြုမှုခြွေတာနိုင်တဲ့တန်တထောင်ခြေလာစနစ်တို့အဆင့်၄ဆင့်ခွဲခြားလှုပ်ဆောင်နေမှုမှာတတိယအဆင့်တန်250အစာထိုးတက်ဆင်ပြည့်စည်မှုအား၎င်း ဝန်ထမ်းများအတွက်ရေတန်းတောက်သုံးရေလုံလောက်စွာသုံးဆွဲနိုင်ဖို့တနအီကို ရေတန်းလီတာ900ထုတ်လုပ်ပေးနိုင်တဲ့ရေတန်းဆက်နှစ်နေရာတက်စင်ဆောင်ရွက်မှုအား၎င်းကြီးစုစစ်စစ်ပေးလူဝတ်တော်များညှိနှိုင်းပေါင်းဆက်ဆောင်ရွက်ပေးပါရစေ။ ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဟာတင်နန်းခမ်းမမှာနိုင်ငံတကာရုပ်တံဌာနများ၏အတွေ့အကြုံပြန်လည်မျှဝေအသုံးပြုရေးတင်နန်းဖွင့်လှစ်ပို့ချနေမှုအားကြေညာအပ်ပေးပါသည်။အဆိုပါတင်နန်းမှာနိုင်ငံတကာရုပ်တံဌာနများမှတွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြတဲ့တင်နန်းနီးပြလေးဦးက ရသက်တပတ်နှစ်ပတ်ကြာစာတွေးလက်တွေတင် जा ပို့ချပေးမှာဖြစ်ပြီးတင်နန်းသားတင်နန်းသူ25ဦးတက်ရောက်သင်ယူမှာဖြစ်ပါသည်။ ထရီနောက်ပြည်တော်စုဝင်ကြီးနဲ့အဖွဲ့ဟာ office canteen မှာမြမတန်နဲ့ရုံးမြင့်တန်ကြားမှာအရာရန်များဝန်ထမ်းသစ်များနဲ့အတူနေလေစာအတူတကွသုံးဆောင်ခဲ့ပါရှင်။